ဟာလေလုယာဒီကနေ့ကမိခင်များနေဆိုပြီးတော့မှသတ်မှတ်ထားတော့ဒီကနေ့တော့ကျွန်တော်ကမိခင်နေအထူးသဖြင့်ဘုရားခင်ရဲ့သမီးတွေအမျိုးသမီးတွေအတွက်နှုတ်ကပတ်တော်ပြင်ဆင်ထားပါတယ်ကျွန်တော်ရဲ့အသက်တာမှာဘုရားခင်ရဲ့အလိအလာအကျံစီတော်ကိုနားလည်ပြီးအသက်ရှင်တတ်ဖို့ဒီနေ့တော့ကျွန်တော်ကမာရိ၃ယောက်အကြောင်းပြောပြခြင်းပါတယ်တမန်ကျမ်းစာတွေက မာရိလို့ခေါ်တဲ့နာမည်ရှိတဲ့လူ၃ယောက်ရှိပါတယ်ဆိုတော့အမျိုးသမီးတွေဆိုတော့အမျိုးသမီးကန္တာပေါ့နော်ဒီအမျိုးသမီး၃ယောက်အကြောင်းကိုဆင်ခြင်ရအောင်လို့ဘုရားခင်ကကျွန်တော်တို့ကို ဖြစ်စီလိုတဲ့အသက်ရှင်မှုပုံစံပေါ့တမန်ကျမ်းစာထဲမှာလူပုဂ္ဂိုလ်တွေကို ကြည်ပြီးတော့မှကျွန်တော်တို့ကပုံသက်တည်ယူရတယ်တခါလီမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘုရားခင်ရဲ့အလိုတော်နဲ့မညီတဲ့အသက်ရှင်မှုတွေလည်းတွေ့ရတယ်။ဘုရားခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်ရှင်မှုတွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်ထင်တော့အလိုတော်နဲ့မညီပဲအသက်ရှင်နေတာကပိုများနေမလားလို့လေ။လူအများကကျဲတော်လန်းကိုသွားကြတာဟုတ်။ကျင်းတော်လန်းကိုသွားတာနဲတာဟုတ်။အဲ့တော့တမန်ကျမ်းစာတွေဖတ်နေပေမဲ့လည်းတချို့တွေကပြောင်းကိုမပြောင်းလဲဘူး။တမန်ကျမ်းစာတွေက လူပုဂ္ဂိုလ်တွေအကြောင်းကို ကြည့်ပြီးမှသင်္ကန်းစာ ယူရမှာဖြစ်ပေမဲ့သင်္ကန်းစာမယူဘဲနဲ့ဒီအကြောင်းအရာတွေကိုသိယုံလောက်ပဲအသက်ရှင်နေတဲ့သူတွေလည်းရှိတယ်။ဒါဆိုရင်ကျွန်တော်တို့ကနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာလက်တွေ့အသက်ရှင်ဖို့ကပိုအရေးကြီးတယ်။နော်ကျွန်တော်ကတော့ဘုသူ့လိုဖြစ်ချင်တယ်ကျွန်တော်ကတော့ဒါဝိလိုဖြစ်ချင်တယ်ကျွန်တော်ကတော့ကျမကတော့မာရီလိုဖြစ်ချင်တယ်ဆိုတော့အဲ့လိုမျိုးနှလုံးသားနဲ့ သူတို့ဘလို့အသက်ရှင်လဲဆိုတာကိုစစ်စစ်ကြည့်ရှုပြီးလက်တွေ့ဘဝထဲမှာသူတို့လိုဖြစ်လာအောင်ကျင့်သုံးမယ်ဆိုရင် ကောင်းတာပေါ့နော်အဲ့ဒါကြောင့်ဘလို့ဒီနေ့မာရီ၃ယောက်ထဲကပထမမာရီကတော့ဘသူလဲဆိုရင်မေရောမာရီဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာမိမတကာတို့ထဲမြက်သောမိမနော်ဖခင်ရဲ့ဂျေဇူးကိုခံရတဲ့မိမ မြတ်စွာသောမင်္ဂလာရှိသော မိမဆိုပြီးတော့မှဖော်ပြထားတာတွေ့ရပါတယ်လူကာအခန်းကြီး1အပိုင်းငယ်28မှာကောင်းကင်တမန်သည်ရောက်လာလျင်ဂျေဇူးတော်ကိုခံရသော မိမသင်အားမင်္ဂလာဖြစ်စေတည်းဒါဝရဖျားသည်သင်နှင့်အတူရှိတော်မူ၏သင်သည် မိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏ ဒီထဲမှာကျွန်တော်ကဒီမာရိအကြောင်းကိုပြောရင်းနဲ့ပေါ့နော်ဂုံပြုတ်ကျင်တာလေးရှိပါတယ်ကိုဝမ်းနဲ့လွယ်မွေးပြီးတော့မှဘုရားခင်ရဲ့အမှုတော်ဘုရားခင်ရဲ့နိုင်ငံတော်အတွက်အသုံးခံနေတဲ့သားတွေသမီးတွေရှိနေပြီဆိုရင်အဲ့ဒီမိခင်ဟာ မာရိရတော့ကောင်းကြီးနဲ့တူတဲ့ကောင်းကြီးနဲ့ဆိုင်တဲ့မိခင်ဖြစ်တယ်လို့ပြောချင်ပါတယ် အဲ့တော့ကိုမွေးထားတဲ့သားတွေသမီးတွေကဖယားသခင်ရဲ့အမှုတော်ကိုထမ်းရွက်နေတယ်အမှုတော်ဆောင်တွေဖြစ်နေတယ်စံစာကြောင်းဇာတ်တွေဖြစ်နေတယ်ဧဝံဂေလိဇာတ်တွေဖြစ်နေတယ်ဆိုရင်အဲ့ဒီမိခင်တွေဟာဘယ်လိုကောင်းကြီးနဲ့ထိုက်တန်လဲမာရိရဲ့ကောင်းကြီးလိုမျိုးနဲ့ထိုက်တန်တယ်ဂျေဇူးတော်ကို ခံရတဲ့မိန်းမဖြစ်တယ်မင်္ဂလာရှိတဲ့မိန်းမဖြစ်တယ်မြတ်စွာသောမင်္ဂလာနဲ့ ပြည့်စုံတဲ့သူဖြစ်တယ်မိမတကာတို့ထက်နော်မိမတွေအများကြီးပါကလေးမွေးတဲ့မိခင်တွေအများကြီးပါအဲ့ဒီမိခင်တွေအများကြီးတဲမှာမှာဘယ်မိခင်ကပုံမြက်လဲဖရာရဲ့အမှုတော်ကိုထမ်းရွက်မဲ့သူကိုမွေးထုတ်ပေးတဲ့မိခင်ကပုံမြက်တယ်နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တယ်ဆိုတော့မာရိရဲ့အသက်တာလေးကိုနည်းနည်းကြည့်အောင်နော်မာရိကတရားဟောတတ်တဲ့အမျိုးသမီးလည်းမဟုတ်ပါဘူး သူဟာ prophet ပြုနိုင်တယ်လို့လည်းကျမ်းစာမှာမပါပါဘူးမာရိဟာ prophet မှလည်းမဟုတ်ခဲ့ပါဘူးမာရိဟာသာမန်အိမ်တော်ရှင် အမျိုးသမီးတစ်ယောက်သာ ဖြစ်ပါတယ်ဒါပေမဲ့ဘုရားခင်ကယေရှုကိုဖွားမြင်စေဖို့ရန်အတွက်ရွေးချယ်တဲ့အခါမှာမာရိကိုရွေးတယ်ဆိုတာတွေ့ရတယ်မာရိကိုဘာလို့ရွေးတာလဲနော်မာရိဟာထက်မြက်တဲ့အမျိုးသမီးမဟုတ်လို့လားမာရိဟာ เนาะတကယ်ကိုပညာတတ်တဲ့အမျိုးသမီးမဟုတ်လို့လားမာရိဟာငွေရှာနိုင်တဲ့အမျိုးသမီးမဟုတ်လို့လားဒါမှမဟုတ်မာရိဟာဖယားတရားနဲ့ပြည့်စုံနေတဲ့တီလရှိတယ်မိမမို့လို့လားလို့မေးစရာရှိတယ်တမန်ကျမ်းစာမှာတော့မာရိနဲ့ပတ်သက်ပြီးတော့မှပေါ်ပြထားချက်တွေအများကြီးမတွေ့ရအောင်ဒါပေမဲ့တွေ့ရတဲ့နည်းနည်းလေးမှာကမာရိဟာဘလောက်တောင်မှ တော့ဖះကိုနားထောင်လဲဖះသခင်ကိုယူသေးလဲဆိုတာကို တွေ့နိုင်တယ်အဲ့တော့ကောင်းကြီးတမန်က ရောက်လာပြီးတော့မာရိကိုနှုတ်ဆက်တယ်မာရိကအဲ့ဒီချိန်မှာယောသတ်နဲ့ထိမ်းများဆောင်နှင်းပြီးတော့မှမဆက်တင်ရသေးဘူးလို့ပြောတယ်တနည်းအားဖြင့်အပြိုရည်မပြတ်သေးတဲ့အချိန်ဖြစ်တယ်အဲ့ဒီလိုအချိန်မျိုးမှာဘုရားသခင်ရဲ့ကောင်းကြီးတမန်ကမာရီ မင်းရဲ့ပိုက်ထဲမှာပရိသတ်တွေယူမယ်သရှင်တော်ဝိညာဉ်တော်အဖြစ်အဲ့ဒီသားဟာလူအပေါင်းတွေကို အပြစ်ကနေကယ်ချွတ်မဲ့ယေရှုဆိုတဲ့နာမည်ရှိတဲ့သူဖြစ်မယ်လူတွေကိုအပြစ်ကနေကယ်မဲ့သူမွေးဖွားစေမဲ့အဲ့ဒီတည်သားဟာမင်းရဲ့ပိုက်ထဲမှာရှိလိမ့်မယ်လို့ပြောပါတယ်မာရိကမယုံနိုင်ဘူးမဖြစ်နိုင်ဘူးလို့သူ့စိတ်ထဲမှာလို့တွေးတယ်သမယိုးကျတဘာဝရ ယောက်ျားနဲ့မိန်းမပေါင်းဖက်ပြီးကလေးရတယ်ဆိုရင်တော့ဒါဟာဘာပဲပြောပြောလက်ခံနိုင်စရာရှိသေးတယ်။ဒါပေမဲ့အပြိုတယောက်ကကလေးရမယ်ဆိုတာဘလို့မှမဖြစ်နိုင်။ယောသက်ကဒီတည်င်းကိုကြားတဲ့အခါမှာမာရိအရှက်မရစေဖို့ရန်တိတ်တိတ်ကလေးထားခဲ့မယ်လို့သူကကြံစည်တယ်လို့ကျမ်းစာမှာကျွန်တော်တို့ဖတ်ရတယ်။ဒီနေရာမှာ မာရိကအကယ်၍ပေါ့ယောသက်က မာရိကိုမယူဘဲထားခဲ့ရင်လင်းကောင်းမပေါ်ဘဲမာရိဟာကလေးမွေးရတော့မယ်နော်စဉ်းစားလိုက်ရင်ကြောက်เสียကြီးခဲနဲ့ပေါက်သက်ခံရမယ့် အခြေအနေမျိုးဖြစ်တယ်သူ့ရဲ့ဂုံတိတ်ခါသူ့ရဲ့အသက်နဲ့နော်ပေးဆက်ရမယ့်အခြေအနေဖြစ်တယ်ဒါပေမဲ့ဘုရားခင်ပြောတဲ့အခါမှာမာရိမင်းမွေးရမယ်လို့ပြောတဲ့အခါမှာ မာရိဟာ သူ့ရဲ့ဂုံတိတ်ခါ သူ့ရဲ့အသက်ကိုပင် မငဲ့ပဲနဲ့ဖယားသခင်အလိုတော်ရှိရင်ကျမအပေါ်မှာ ဖြစ်ပါစေလို့ဝန်ခံသွားတာကိုတွေ့ရတယ်တောင်းဆိုမှုရှိလားမရှိဘူးကိုရောနော်ဒီလိုမလုပ်နဲ့နော်ဟိုလိုမလုပ်နဲ့နော်ဒီလိုဖြစ်ချင်နေနော်ဟိုလိုဖြစ်ချင်နေနော်လို့တောင်းဆိုမှုမရှိဘူးဖယားကမာရိကို တောင်းဆိုတဲ့မင်းပိုက်ထဲမှာတန်ရှင်တော်ဝိညာဉ်တော်အားဖြင့် ပရိသတ်တွေယူမယ်ဆိုတဲ့အရာကို သူ့ရဲ့အဆက်နဲ့ဂုံတိတ်ခါသူ့ရဲ့အသက်ကိုရင်းပြီးတော့မှချနင်းပြီးတော့မှကိုတော့ကျွန်တော်အဆက်ကွဲရင်လဲကွဲပါစေကျမအသက်ပေးရရင်လဲပေးရပါစေကိုတော့အလိုတော်ရှိရင်ကျမဝမ်းကိုငားပြီးမှအဲ့ဒီယေရှုဆိုတဲ့မေရှိယသခင်ကိုဖွားမြင်စေမယ်လို့ဝန်ခံခဲ့တယ် ူရောသက်နဲ့သွားညှိလားမညှိဘူးမိဘတွေကိုလည်းသွားပြောပြလားမပြောဘူးသူအဆက်သိခါကိုနင်းပြီးမှဖရာစကားကိုနားထောင်ခြင်းဟာမာရိရဲ့ထူးခြားတဲ့ဝိသေသဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ချက်တော့မိဘညီကိုမောင်ပါလို့အမျိုးသမီးတွေမှာနော်ဂုံသိခါရေးကြည့်ပါတယ်နော်အမျိုးသမီးတွေရဲ့အင်ဒရီအမျိုးသမီးတွေရဲ့ တင့်တယ်တဲ့အတရေရှိမှုဟာလူတွေမှာเนาะအရန်အရေးကြီးတယ်ဆိုတာတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်တော်ပြုတ်ကြတဲ့အခါမှာတင့်တယ်တဲ့เนาะအတရေရှိတဲ့အိမ်တော်ဖြစ်ဖို့ရန်အတွက်ယောက်ျားလေးထဲမိန်းကလေးတွေကပို့ပြီးတော့မှစောင့်စည်းကြရတယ်လို့ကျွန်တော်ကဒီလိုပဲနားလဲတယ်။ငငယ်တုန်းကတော့ကြားဘူးတာเนาะတရုတ်တွေကအိမ်တော်ပြုတ်ပေးတဲ့အခါမှာသားတွေသမီးတွေအိမ်တော်ပြုတ်ပေးတဲ့အခါမှာပထမဦးဆုံးမင်္ဂလာဦးညမှာ တရိုးသမီးဟာအပျိုးစင်ဖြစ်ရဲ့လားဆိုတော့စစ်ဆေးတယ်နော်အပျိုးစင်မဖြစ်ဘူးဆိုရင်အဆက်ရရတယ်လို့ပြောတယ်ဟိုတနေ့ကလည်းကျွန်တော်ဗီဒီယိုကလစ်ထဲမှာကျွန်တော်봐တွေ့လဲဆိုတော့ဘယ်နိုင်ငံမှာလဲမသိအဲ့လိုပဲနော်အိမ်တော်ပြုတ်ပြီးတဲ့မင်္ဂလာဥညပြီးသွားတဲ့နော်ဒီဇနီးမောင်နှံစီကနေပြီးတော့မှအပျိုးရစ်စစ်တယ်ဆိုတော့တက်တေကိုယူလာပြီးတော့မှသူတို့တွေက ျော်ရွှင်ကြတဲ့ဟာလေးကိုတွေ့တယ်ပေါ့နော်အဲ့ဒီဗီဒီယိုကလစ်လေးတွေ့တော့ဟောအမျိုးသမီးတွေရဲ့အပျိုးစင်ဖြစ်ခြင်းဒီဂုံတိတ်ခါတော်တော်အရေးကြီးပါလားဆိုတော့တွေ့ရတယ်ဤသေလထုံးစံမှာလဲအမျိုးသမီးတွေအိမ်တော်ပြုတဲ့ခါမှာအပျိုးဖြစ်ခြင်းကအင်မတန်အရေးကြီးတယ်ဆွတ်ဆွဲစရာရှိလာရင်ယောက်ျားကနေဆွတ်ဆွဲလာလို့ရှိရင်ကွဲလို့တောင်ရတယ်လို့ကျမ်းစာထဲမှာအဲ့လိုမျိုးတွေပြောတော့လေမိန်းကလေးတွေအတွက်ဂုံတိတ်ခါရှိဖို့ဆိုတာဘလောက်ရေးကြီးလဲ ဒါပေမဲ့မာရိကဖယားသခင်ခိုင်းရင်သူ့ရဲ့ဂုံတိတ်ခါသူ့ရဲ့အသရေကိုမပုဘဲယောက်ျားမယူဘဲနဲ့ကလေးရရမယ်ကိစ္စကိုဝန်ခံနိုင်တယ်ဆိုတာအင်မတန်အောစရာကောင်းတယ်ဆိုတာတွေ့ရတယ်။ဖျက်ရှင်နာမပုံကြည်ပါစေ။အကြောင်းမိခင်နေကျွန်တော်ပြောချင်ပါတယ်။နော်ဖျားခင်အလိုတော်ရှိရင်ကျွန်တော်ရဲ့ဂုံတိတ်ခါကျွန်တော်ရဲ့အသက်ကိုပဲ မငဲ့ကွက်ဖဲနဲ့ဘုရားအလိုတော်ကိုဝန်ခံနိုင်တဲ့မိခင်တွေဖြစ်ပါစေလို့ကျွန်တော်ကတိုက်တွန်းပါတယ်မာရိဟာသခင်ယေရှုလေးကို ထိမ့်သိမ်းစောင့်ရှောက်တဲ့နေရာမှာလဲအင်မတန်မှကောင်းတယ်ဆိုတာတွေ့ရတယ်မြတ်သောအဖြစ်ကျွန်တော်တို့အိမ်တောင်တွေမှာဆိုကလေးတွေနဲ့အနီးကပ်နေရတာက အမေတွေပဲလေနော် အမေတွေက သားသမီးတွေကို အနီးကပ်ပြုစုရတာအဲ့တော့ကိုပြုစုပေးလိုက်တဲ့ကလေးတွေက ကောင်းတဲ့ဘက်ကိုရောက်လာတယ်ဆိုရင်ဂုံရှိနော်မကောင်းတဲ့ဘက်ကိုရောက်သွားတယ်ဆိုရင်တော့ဂုံမရှိဘူးပေါ့အဲ့တော့ယခင်ယေရှုခရစ်တော်သူငယ်တော်လေးကိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့တဲ့မာရိရဲ့ပြုစုမှုမာရိရဲ့ကြွေးမွေးမှုမာရိရဲ့ဂရုဆိုင်မှုဟာသခင်ယေရှုအတွက် ကောင်းမွန်တဲ့အနာဂတ် ကောင်းမွန်တဲ့ဘဝတွေကိုဖြစ်စေတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့နံပါတ်1မာရိ မေရော်မာရီဖြစ်တယ်မေရော်မာရီရဲ့ဝမ်းကမင်္ဂလာရှိတယ်မေရော်မာရီဟာမင်္ဂလာရှိတယ်ကောင်းကြီးရှိတဲ့မိမဖြစ်တယ်မိမတကာတို့ထဲမျက်စွာသောမင်္ဂလာရှိတယ်ဖခင်ရဲ့အလိုတော်ကိုဝန်ခံတယ်သူ့ရဲ့ဂုဏ်သိက္ခာကိုမငဲ့ဘဲနဲ့ဖခင်စကားကို နားထောင်တယ်ပြီးရင်သူမွေးဖွားပေးလိုက်တဲ့သခင်ယေရှုခရစ်တော်ဟာတလောကလုံးရဲ့အဖြစ်ကိုဆောင်ယူသွားမဲ့ဖခင်အသုံးပြုတဲ့ဖခင်ရဲ့သားတော်ဖြစ်တယ်ဒါကြောင့်မလို့ အမှုတော်ဆောင်တွေကိုမွေးဖွားပေးတဲ့မိခင်ပြုစုပေးတဲ့မိခင်တွေကိုယေရှုနာမ၌ကောင်းချီးပေးပါရယ်သင်တို့ဟာမြတ်တော်မင်္ဂလာရှိတော်အမျိုးသမီးဖြစ်ပါရယ်နောက်မာရီတယောက်ပြောပေါ်ပြတ်ပြောပါမယ်နောက်ထပ်မာရီတယောက်ကတော့ဘာတူလဲဆိုရင်မာကတလမာရီလို့ခေါ်ပါတယ်လူကာခန်းကြီး၈ပိုင်းငယ်၂မှာတကြိတ်နှစ်ပါးသောတပည့်တော်တို့သည်နောက်တော်သို့လိုက်ကြ၏ နတ်ဆိုးပေးအနာရောဂါပေးနှင့်ကင်းလွတ်စေသောမူသောမိမအချို့သည်လည်းလိုက်ကြ၏ထိုမိမတို့တွင်နတ်ဆိုးခုနှစ်ယောက်ထွက်သောမာဂဒလဟုခေါ်ဝေါ်သောမာရိကဲဘာမာရိလဲမာဂဒလမာရိအဲ့တော့သူ့ရဲ့နာမည်အရင်ကတော့မာရိပါပဲဒါပေမဲ့သူကဂါလိလဲပြည်မာဂဒလမြို့မှာနေတဲ့အတွက်သူ့ကို မာဂဒလမာရီလို့ခေါ်တယ်။နော်ပထမမာရီကဘာလဲမေရောမာရီအခုဒုတိယမာရီကဘာလဲမာဂဒလမာရီသူကနတ်ဆိုးခုနှစ်ယောက်ထွက်တော်လို့ပြောတဲ့အတွက်အရင်ကဆိုရင်သူဟာနတ်ဆိုးဆွဲခြင်းခံရတဲ့မျိုးသမီးဖြစ်တယ်။နော်တနည်းအားဖြင့်နတ်ဆိုးရဲ့ချုံနောက်ခြင်းခံရတဲ့သူဖြစ်တယ်။နတ်ဆိုးရဲ့နှောက်ရခြင်းခံရတဲ့သူဖြစ်တယ်။ အဲ့ဒီနတ်ဆိုးနောက်ဆက်ချင်းခံရတဲ့မာကာတလမာရိကသခင်ယေရှုနဲ့တွေ့ပြီးတော့မှနတ်ဆိုးချုံနှောင်ခြင်းကနေလွတ်တယ်လို့ပြောတယ်ယောဂါပျောက်ကင်းတယ်လို့လည်းစံစာမှာပြောတယ်အဲ့လိုယောဂါပျောက်ကင်းပြီးတော့မာကာတလကသခင်ယေရှုခရစ်တော်နောက်ကိုတကောက်ကောက်လိုက်ပြီးတော့ထောက်ပံ့ကူညီပေးတယ်တပည့်တော်မှဖြစ်တယ်ဆိုတာတွေ့ရတယ်သူ့အကြောင်းကိုဖတ်ကြည့်ရင်များကြီးမတွေ့ရဘူး ထူးခြားတာက သူ့အကြောင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့ပထမတစ်ချက်ကပါလဲဆိုရင်သူဟာသခင်ယေရှုရဲ့အမှုတော်လုပ်ငန်းကိုထောက်ပံ့ပေးတဲ့အမျိုးသမီးဖြစ်တယ်။ဒီမှာရှိတဲ့ချစ်တော်မိခင်တွေနော်ကျွန်တော်တို့ကဘုရားရဲ့ကျေးဇူးတော်ကိုခံရလို့အနာပြောက်တာပဲဖြစ်ဖြစ်ဘုရားရဲ့ကျေးဇူးတော်ကိုခံရလို့နတ်ဆိုးရဲ့ချုံနောင်ခြင်းကနေလွတ်မြောက်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘု து အတွက်စေခံပါလေ ဘသူအတွက်အသက်ရှင်ပါလဲကျွန်တော်တို့ကတခါတလေမှာကိုယ်မိသားစုအရေးတွေမှာပဲလှုပ်ကြွေးပြူးစုရင်းတဲ့အချိန်ကုန်တယ်ဘုရားခင်အမှုတော်အတွက်လှုပ်ကြွေးပြူးစုဖို့လိုအပ်တယ်နော်ဘုရားခင်ရဲ့အမှုတော်မြတ်အတွက်ဘုရားခင်ရဲ့အမှုတော်ဆောင်တွေအတွက်ဘုရားခင်နိုင်ငံတော်မှာပါဝင်နေကြတဲ့သူတွေအတွက်နောက်တန်းကနေပြီးတော့မှပံ့ပိုးပေးတဲ့မိခင်တွေဖြစ်ဖို့လိုတယ်ကျွန်တော်မိခင်တယောက် နော်အရန်ခွန်အားရတယ်သူကတော့ငွေကြီးအဖြစ်ကြွယ်ဝတဲ့သူဖြစ်တယ်သူ့စီကို လူများကြီးကသွားကြတယ်သူကလည်းဘယ်ဆရာမဆိုပေါ့ဆလေးဆရာကအဆဆရာကြီးအထိသူ့စီကိုလာရင် လက်ချီးမပြန်ရဘူးအလူငွေတော့အနည်းဆုံးထည့်ပေးလိုက်တယ်ပြီးဆရာတွေအိမ်ကိုလာပြီးဆိုရင်သူ့စိတ်ထဲမှာအဲဝတ်ချေဖို့သူစဉ်းစားတယ်မလာခင်ကတည်းက သူကစားစရာအမျိုးစုံပြင်ဆင်ထားပြီးတော့မှအဲဝတ်ပြုတယ်မိခင်တယောက်လိုဖျားခင်ကိုချစ်ပြီးတော့မှ အမှုတော်ကို ထောက်ပံ့ပေးတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့မာကတလမာရိအကြောင်းကို ပြောရင်ဘာလို့တရိယာမလဲအမှုတော်ကိုထောက်ပံ့သော မျိုးသမီးဖြစ်ဖို့လိုတယ်ဒါရီမဲလားဆိုတော့မဟုတ်ဘူးသခင်ယေရှုခရစ်တော်အသေးခံတဲ့အချိန် ယေရှုခရစ်တော်နောက်ကိုတကောက်ကောက်လိုက်ပြီးတော့မှကြည်နေခဲ့တဲ့မာဂဒလမာရိကပထမဦးဆုံးသခင်ယေရှုရှင်ပြန်ထမြောက်တဲ့အကြောင်းကို ပြောတဲ့သူ ဖြစ်လာတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်းငယ်8မှာအခိုက်အငယ်78မှာမာဂဒလမာရိသည်တွား၍မိမိသည်သခင်ကိုတွေ့မြင်သည်ကို၎င်းထို့သောမိန့်တော်မူသည်ကို၎င်းတပည့်တော်တို့အားကြားပြောလေ၏ 要喊看起那谁嘛，马家得了马瑞家，田庄伊个已经大嘞，哦，他们要点嘞，田庄伊个大咯，田庄伊个干哈困难个就追嘞，啊，老我们西对就追嘞，追着变大标嘞，他们那里嘞垃圾嘞，垃圾嘞才嘛，被丢啊嘞，鸡皮哦，变大起来，哈，田庄伊嘛，哦，阿拉我们西武就变大嘞，你马家得了马瑞家没变多哦。 ငိုတယ်ငိုတယ်သင်ချိုင်းပါလေ तू ကယေရှုမရှိတော့ဘူးအလောင်းကောင်ကိုသူများယူသွားပြီထင်ပြီးတော့အကြီးကျယ်ဝန်းနေပြီးမိုးတာအဲ့ချိန်မှာ သခင်ယေရှုကပေါ်လာတယ်ထူးခြားတယ်နော်ပထမအဦးဆုံးယေရှုနဲ့တွေ့ရတယ်ထမြောက်ပြီး တွေ့ရတဲ့သူကမာဂဒလမာရီဖြစ်တယ်ဟာလေလုယာဒီမျိုးသမီးဟာ तू ကလေအယားကို ဟိုဘယ်လိုခေါ်မလဲစိတ်နှစ်ပြီးတော့မှ အမှုတော်ကိုစိတ်နှစ်ပြီးလုပ်တဲ့သူဖြစ်တယ်ထောက်ပံ့တဲ့သူဖြစ်တယ်အဲဒါကြောင့်ယေရှုခရစ်တော်အလောင်းပြောက်တဲ့ကိစ္စမှာလေဝမ်းနည်းဆုံးသူဟာသူဖြစ်နေအဲတော့ तू ကအရင်ဝမ်းနည်းလို့ငိုတော့တခေရှုတော်မှာပေါ်လာရတာအာယေရှုလည်းပေါ်လာရောယေရှုကိုသွားဖတ်မယ်လို့တော့တခေရှုကမဖတ်နဲ့ဩငါခမည်းတော်စီမသွားသေးဘူးဒီအကြောင်းကိုသွားပြောဆိုတော့ပထမဦးဆုံးယေရှု ရစ်တော်အလောင်းပြောက်တဲ့ကိစ္စကိုပြောတာလေဒီမာရီပဲမာဂဒလာမာရီနော်တခါယေရှုခရစ်တော်ကအလောင်းပြောက်တာမဟုတ်ဘူးရှင်ပြန်ထမြောက်တာဖြစ်တယ်ဆိုတာကိုပထမဦးဆုံးသိပြီးတော့အဲ့အကြောင်းကိုသွားပြောတာလေမာဂဒလာမာရီရဲ့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကက်သလစ်အသင်းတော်တွေမှာဆိုရင် မာဂဒလာမာရီကိုဂုဏ်ပြုကြတယ်နော်သူ့ကိုစိန့်ဆိုပြီးတော့မှာအဲ့တော့ မာဂဒလမာရီအကြောင်းကိုပြောရင်သူဟာအမှုတော်ကိုထောက်ပံ့နေသူဖြစ်တဲ့အပြင်သူဟာအေဝံဂေလိတရားထားမြောက်ခြင်းစကားကိုအရင်ဦးဆုံးပြောတဲ့သူဖြစ်တယ်။ဟာလေလုယာ။ယရှင်နာမဘုန်းကြီးပါစေ။ပေတရုတို့ကယာကုပ်တို့ကယောဟန်တို့ကယေရှု ထားမြောက်တဲ့အကြောင်းကိုအရင်သိကြတာမဟုတ်ဘူး။အရင်ပြောတဲ့သူတွေမဟုတ်ဘူး။အရင်ဦးဆုံးယေရှုထားမြောက်တာကိုသိတာဘယ်သူလဲ။မာဂဒလမာရီ အရင်ဦးဆုံးယေရှုထမြောက်တဲ့အကြောင်းကိုကြွေးကြော်ပြီးပြောပြတဲ့သူကဘယ်သူလဲမာဂဒလမာရီဖြစ်တယ်။ဒါကြောင့်ဒီမှာရှိတဲ့မိခင်တွေနော်ကျွန်တော်ရဲ့သက်တာမှာမေရောမာရီလို့လုံးဝကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်ရဲ့အဆက်တရားကိုယ့်ရဲ့နော်ဟိုအတရေကိုညှိုးနှွမ်းပြီးတော့မှဘုရားသခင်ကခိုင်းလာခဲ့ရင်တောင် အညှိုးနှွမ်းခံပြီးတော့နာခံမယ်ဆိုတဲ့စိတ်ရှိရင်သင်ဟာမြတ်သောကောင်းကြီးရှိသောအမျိုးသမီးဖြစ်မှာနောက်တစ်ခုကဒီမာဂဒလမာရီလိုမျိုးပေါ့နော်အမှုတော်ကိုထောက်ပံ့ပြီးတော့မှစိတ်နှင်းပြီးတော့မှဘယ်နေရာမှာပါလို့လဲဘယ်နေရာမှာပါလို့ပြေးရမလဲအဲ့လိုမျိုးအမျိုးသမီးမျိုးဖြစ်ခဲ့မယ်မာဂဒလမာရီကယေရှုအလောင်းပြောက်တာငိုတာသူ့ပဲတွေ့ရတယ်နော်သူ့ကိုပဲကျွန်တော်သတိထားမိ အဲ့တော့ तू ကယေရှုနဲ့ပတ်သက်ပြီးစိတ်နှစ်တဲ့သူဖြစ်ကြောင်းသိရတယ်ခံစားမှုပြင်းတယ်ဆိုတာသိရတယ်ပြီးတော့ယေရှုထားမြောက်တာကိုအရင်ဆုံးသိရပြီးလူတွေကိုကြွေးကြော်တယ်ပြောပြတဲ့သူဖြစ်တယ်ဒါကြောင့်မလို့မာဂဒလမာရီအကြောင်းကိုပြောရင်ဘယ်နှချက်လဲနှစ်ချက်တစ်ချက်ကအမှုတော်ကိုထောက်ပံ့တယ်နောက်တစ်ချက်ကယေရှုခရစ်တော်ထားမြောက်ခြင်းအကြောင်းကိုပထမဦးဆုံးဟောပြောတဲ့သူဖြစ်တယ်နောက်တတိယမာရီ တတိယမာရီကျတော့ဗာမာရီလဲဆိုရင်ယောဟန်ခန်းကြီး၁၂မှာနော်အဲ့ဒါလေးကိုကျွန်တော်ကြည့်အောင်ယောဟန်ခန်းကြီး၁၂မှာသူကဒီမာရီကျတော့ဘေသနိယွာကမာရီဘေသနိယွာကမာရီနော်အမှတ်ထားနော်ဘေသနိယွာကမာရီကမာသတို့မာရီတို့လာဇရုတို့လေနော်အဲ့တော့ယေရှုခရစ်တော် ਨੇ ကျတော့မိသားစုလိုနေတဲ့မာရီအဲ့မာရီကမတူဘူး အဲ့မာရီကကြတော့ဘာဘလို့မာရီလဲဆိုတော့ तू ကဘာလုပ်လဲဆိုတော့ကြောက်ဖြူခွက်ကိုခွဲပြီးမှစီမွေးကို ခွဲပြီးမှသခင်ယေရှုအပေါ်မှာလောင်းချတဲ့မာရီနာဒုစီမွေးအစ်စ်အချက်30တန်တဲ့အဲ့ဒီနာဒုစီမွေးကို လောင်းချတဲ့မာရီကလာဇရုတို့မာဒီမာတာတို့ရဲ့မောင်နှမတွေဖြစ်တယ်နော်ဘယ်မှာနေလဲဘေသနီယွာမှာနေတယ်အဲ့တော့ဘေသနီယွာက မာရိအဲ့တော့အဲ့ဒီမာရိယာကြတော့တခင်ယေရှုခရစ်တော်ရဲ့အလောင်းကို ပြင်ဆင်မယ်ဆိုရဲနော်တကြိုချင်းကို ပြင်ဆင်တဲ့စီမွေးကိုပေးတဲ့မာရိဖြစ်ပြီးတော့ယေရှုက သူ့ရဲ့ပေးဆက်ခြင်းသူရဲ့ပြင်ဆင်ခြင်းကိုချီးမွမ်းတယ်ဆိုတာတွေ့ရမာရိယာလည်းအမြဲချီးမွမ်းခံရတယ်ဒီလားအော်တကယ်ရှိကသူတို့အိမ်သွားတော့ မာရိယသခင်ယေရှု နားမှာထိုင်ပြီးတရားနာတယ်လေမာသကကြတော့မိဖို့ကြောင့်မှအလုလုတယ်လေဘသူ့ကိုချီးမွမ်းလဲယေရှုကမာရိကိုချီးမွမ်းတယ်နော်ကြောက်ဖြူနာဒုစီမွေးစီကိုပေးတော့လေသခင်ယေရှုက အပြစ်မတင်တချို့တပည့်တွေကအေးဘာဖြစ်လို့အဲ့လိုပေးရတာလဲဒါကိုရောင်းပြီးစင်ရဲသားတွေကိုပေးရင်ပိုကောင်းတယ်အဲ့လိုပြောပေမဲ့မာရိလုတ်တာက သခင်ယေရှုကိုနှစ်သက်စေတယ် မာရိဘာလုတ်လုတ်ချီးမွမ်းခံရတယ်မာရိနာဒုစီမွေးပေးလဲယေရှုကချီးမွမ်းတယ်မာရိနဲ့မာသာစကားတွေညားပြီးတော့မာသာကအပြစ်တင်တဲ့အခါမှာလဲမာရိသခင်ယေရှုနားမှာနေထိုင်ပြီးတော့မှ တရားနာတာကိုချီးမွမ်းတယ်အဲ့တော့မာရိကဘယ်လိုလူစားမျိုးလဲချီးမွမ်းခံရတဲ့သူဖြစ်တယ်ဘေသနိယွာက မာရိကယေရှုရဲ့ချီးမွမ်းခြင်းကိုခံရတယ်ဒါကြောင့်သူ့အကြောင်းကိုပြောရင် သူဟာဖះရနဲ့ပတ်သက်ပြီးတော့မှကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မှကိုးကွယ်ခြင်းเนาะဖះရနဲ့ပတ်သက်ပြီးကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးဖះဝတ်၌မွေ့လျော်ခြင်းနဲ့ပတ်သက်ပြီးတော့မှ တင်စားပြီးပြောလို့ရှိတယ်လို့ဒီလိုမှတ်ယူရတယ်။ဒါတော့ဘေသနိကမာရိအကြောင်းပြောရင်ဗာလဲကိုးကွယ်ခြင်းဖះသခင်နဲ့ယဉ်နီးစွာမိတ်ဖွဲ့ခြင်းဖះသခင်နဲ့အတူအချိန်ပေးခြင်းနဲ့ပတ်သက်ပြီး အဲ့ဒီဘေသနီးကမာရီကအရေးကြီးတယ်သူ့ရဲ့ယေရှုကိုပေးတဲ့နာဒုစီမွေးကိစ္စဒါကဘာလို့တာလဲဒါကိုးကွယ်တာပေးလှူတာနော်ပေးဆက်တာကိုသူ့မှာရှိတဲ့အကောင်းဆုံးအရာကိုပေးပြီးတော့မှသခင်ယေရှုရဲ့အလောင်းတော်ကို ပြင်ဆင်မယ်ဆိုတဲ့နမိတ်နဲ့သူဟာပြုတယ်လို့ယေရှုကအဲ့လိုသတ်မှတ်တယ်တနည်းအားဖြင့်ပြောရရင် သူဒီသခင်ယေရှုခရစ်တော်အတွက်ဆိုရင် ကောင်းဆုံးအရာကိုပေးဖို့သူကစံတာရှိတယ်။သခင်ရှုနားမှာထိုင်ပြီးတော့တရားနာပြီးယေရှုပြောတဲ့အရာကိုနားထောင်ပြီးမေတ္တာရဖွဲ့ရတာကိုသူကြိုက်တယ်။အဲကိုးကွယ်ခြင်းကိုပြောတာဖြစ်တယ်။ Okay ဒီနေ့တော့ကျွန်တော်ကဒီ၃ချက်လေးကိုပြောချင်ပါတယ်။အာမြတ်တော်မိမဆိုပြီးတော့မှเนาะခေါင်းစဉ်တက်ထားတဲ့အခါမှာမာရိ၃ယောက်မာရိဘယ်နှယောက်လဲမေရောမာရိအကြောင်းကိုပြောရင် သူဟာနာခံတဲ့ အမျိုးသမီးဖြစ်တယ်။ဘလောက်ထိနာခံလဲအဆက်သိခါကိုပင် ပေးရရင် ပေးရပါစေနာခံမယ်ဆိုတဲ့အမျိုးသမီးပြီးတော့သူဟာမြတ်သောသားတော်ယေရှုကိုဖောင်းမြင်ပေးတဲ့အမျိုးသမီးဖြစ်တယ်။နာခံတဲ့အမျိုးသမီးတွေကဖယားသခင်အသုံးပြုတဲ့သားသမီးတွေကို မွေးဖွားပေးတတ်တယ်ဆိုတာသိရတယ်။ဒုတိယမာရိယဘာမာရိလဲမာဂဒလမာရိ မာဂဒလမာရီကိုပြောရင်ဘာလို့သိရမလဲမာဂဒလမာရီအကြောင်းပြောရင်သူဟာအမှုတော်ကိုထောက်ပံ့နေသူဖြစ်တယ်ပြီးတော့ထားမြောက်ခြင်းအကြောင်းကိုကြွေးကြော်တဲ့အမျိုးသမီးဖြစ်တယ်နောက်မာရီကပါလဲဘေသနီးကမာရီဘေသနီးကမာရီကြတော့ဖယားသခင်နဲ့ကိုကိုွယ်ချင်းမှာအားကြီးတဲ့အမျိုးသမီးဖြစ်တယ်အမြဲတမ်းသူလှုပ်တဲ့အရာတိုင်းမှာချီးမွမ်းခံရတယ်ဆိုတာတွေ့ရတယ် ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာလည်းမာမာရီလည်းနာမည်တွေပြောင်းကြမလားဒီမှာနောက်တော့ဘုရားဝန်နဲ့မွေးလျောခြင်းနဲ့မာရီဖြစ်မလားနာခံတဲ့မာရီဖြစ်မလားဧဝံဂေလိတရားဟောခြင်းနဲ့အာကြီးတဲ့မာရီဖြစ်မလားနော်အာဟိုအသင်းတော်ကိုထောက်ပံ့ကူညီတဲ့မာရီတွေဖြစ်ကြမလားမာရီတယောက်ယောက်တော့ဖြစ်ကြပါလို့နှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေ